မင်္ဂလာပါဗျာဖိုးဝလီနေပြန်နေပြန်နေကြိုးဆိုပါရစေဗျာအဲတော့ဒီဗီဒီယိုကကျွန်တော်ရဲ့တင်နန်းသားတွေကိုလည်းအဓိကမြောက်ပင်းနဲ့မတိတိတဲ့မိတ်ဆွေများလည်းသိရှိတော့ပြန်လည်းမြောက်ပင်းချင်းဖြစ်ပါလေဗျာအဲတော့ကျွန်တော်ရခုနောက်ပိုင်း Go Gas Go Gas ရနေပြီးတော့ကျွန်တော်မြန်မာ single တွေကိုကုတ်ချမပြေတော့ဘူးဆိုပြီးအဲတော့မိတ်ဆွေများအားလုံးသိရှိပြီးလို့ထင်ပါတယ်အဲ့လိုကျွန်တော်တို့ကဘာကြောင့်လုပ်ရလဲဆိုတော့သူ့ရဲ့ software ကို30ကျင်းတော့လောက်တာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါဖြစ်ဖြစ်ကျွန်တော်တို့ကအဲ့လိုမျိုးအခြေအနေကြုံလာရင်ကျွန်တော်တို့တွေ အဆင်ပြေအောင်လို့သူ့ရဲ့သူပေးထားတဲ့ software ပေါ့နော် Google Accelerator software ကိုအသုံးပြုပြီးတော့ကျွန်တော်တွေကုတ်ကြောင်းလုံနေလေးမိတ်ဆွေများမျှောက်ပေးမှာအဲ့တော့ဘယ်အချိန်လေးမှာအသုံးပြုလို့ရမလဲဆိုတော့ကျွန်တော်တို့တွေဖုန်းတစ်လုံးနဲ့တစ်လုံးပြောင်းတာမျိုးကျွန်တော်ဖုန်းတွေပျောက်သွားတာဆက်မရှိမိတာအကောက်ထွက်သွားတာအစားပြေကျွန်တော်တယောက်ယောက်ကိုကျွန်တော်တွေစားပြေပေးပြီးအခိုင်းတာမျိုးဆိုရင်တော့ကုတ်လေကုတ်တွေသူ့စီဝင်မယ်ဆိုရင်ကုတ်ချပြရမယ်ဖုန်းတစ်လုံးပြောင်းမယ်ဆိုရင်လည်းကုတ်ချပြရမယ် password တွေပြောင်းမယ်ဆိုရင်လည်းကုတ်တွေချပြရမယ်အဲ့လိုကုတ်တွေချပေးဖို့အတွက်အသုံးပြုလို့ရပါတယ်ဗျာ โอเคဒါဆိုရင်ကျွန်တော်တို့တွေ Google Adwriter software ကိုကျွန်တော်တို့ download မှာဖြစ်ပါတယ် Play Store မှာအလွယ်တကူရှာလို့ရပါတယ် Google Adwriter software ပေါ့เนาะโอเคဒီမှာ Google Adwriter app ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်အဲခုခုလိုမျိုးဒီလိုရောင်စုံပုံလေးပဲဖြစ်ပါတယ်เนาะ sorry ဒီ โอเคဒီပုံလေးပဲဖြစ်ပါတယ်အဲကျွန်တော်တို့မှာ update တောင်းနေပြီ update တခါတည်းပေးလိုက်မယ်เนาะโอเคအဲ့ဒါမျိုးလေးဒီဒီ software လေးဖြစ်ပါတယ်ဟဲ့ကောင်းလေးမိတ်ဆွေများ download ဆွဲထားပါဗျာเนาะโอเคနောက်ဆိုပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအာကျွန်တော်တို့ဒီဒီအောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ Gmail account တစ်ခုကို Gmail account တစ်ခုလိုမယ်ပေါ့เนาะသူ့ကို Gmail account တစ်ခုနဲ့ပြန်ပြီးတော့အေးကျွန်တော် two step ခံပေးတဲ့သဘောပါပဲအမှန်အမှန်တကယ်ကတော့ကျွန်တော်တို့ဟိုထုံးတဲ့အတိုင်းပဲ Gmail software ထဲကိုဝင်မယ် Gmail software ထဲကိုရောက်ပြီဆိုရှင် profile link ရှိလိမ့်မယ် မကို profile ရှိလိမ့်မယ် profile ပုံလေးအဲ profile ပုံလေးကိုနေပေးပါဗျနေလိုက်မယ်ဆိုရှင် manage မှာ you are google account ဆိုပြီးတော့ပေါ်လာပါတယ်အဲ့ manage account လေးကိုနှိပ်ပစ်လိုက်ပါဗျာဒီမှာနော်အဲဒါလေးကိုနှိပ်ပစ်လိုက်ပါ okay အဲ့လိုနှိပ်ပစ်လိုက်မယ်ဆိုလို့ရှင်ဒီဒီကျွန်တော်တွေဟာကျွန်တော်တွေ setting နဲ့ရောက်လာမယ်ရောက်လာရင်ကျွန်တော်ဒီဘက် bill ကိုဆွဲကြည့်လိုက်မယ်အမဒိယံ privacy ကိုရှိတယ်အဲသူ့ဘေးမှာ security ရှိတယ် security တွေကိုမိတ်ဆွေများနှိပ်ပစ်ရမှာဖြစ်ပါတယ်ဗျာဒီမှာနော်အဲ security ကိုနှိပ်ပစ်လိုက်ပါ နေပြီပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ဒီ Gmail ရဲ့ချက်လက်တွေဒီမှာကြာလာပါတယ်။ဟော2 2 step ခံထားတဲ့ဖုန်းနံပါတ်တွေ2 step ခံထားတဲ့ Gmail တွေအားလုံးကြာလာပါလိမ့်မယ်။ Okay အားလုံးကြာလာပြီဆိုလို့ရှိရင်အောက်အောက်ဆုံးနာလေးကိုတစ်ချက်လောက်ဆွဲဆွဲချပေးမယ်။အောက်ဆုံးနာလေးကိုတစ်ချက်လောက်ဆွဲပေးမယ်။ဒီမှာဒီမှာပါပါတယ်နော်။ဒီမှာကျွန်တော်တို့တွေ Adwriter ဆိုတဲ့ဒီ software ဟိုးအရင်တုန်းကရှိနေဖြစ်ပါတယ်။ဒါကကျွန်တော်တို့တွေအသုံးမလို့တော့အသုံးမပြုတ်တာပါ။တကယ်တော့သူကအရင်ကရှိနေပြီးသားပါ။ Okay အဲကောင်လေးကိုကျွန်တော်တို့တွေဖွင့်လိုက်ပါမယ်။ ် Adrider ပေါ့နော် Okay အဲ့ဒါဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ Sass Adrider လေးပေါ်လာပဲဒါလေးကိုလည်းဆက်နေပြီးလဲပါဗျာနော်ဒီမှာ Okay ဒါဆိုရင်ဒီမှာ second နေရာလေးရောက်လာပြီဒီ second နေရာလေးရောက်လာမယ်ဆိုကျွန်တော်ဖုန်းတစ်လုံးနဲ့သူ့ကိုဓာတ်ပုံလေးရိုက်ပေးထားမှာဖြစ်ပါတယ်ဘာဘာကြောင့်လဲဆိုတော့ကျွန်တော်သူ့ကို second ပြန်ဖက်ပေးရမှာဆိုတော့လေသူ့ကိုဖုန်းတစ်လုံးနဲ့ကျွန်တော်ဓာတ်ပုံလေးရိုက်ပေးထားလိုက်ပါအဲ့တော့ကျွန်တော်ဓာတ်ပုံလေးရိုက်ပေးထားလိုက်မယ် Okay ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဓာတ်ပုံလေးရိုက်ပေးထားတယ်အဲ့အဲ့ဓာတ်ပုံလေးကိုလည်းဘေးနာလေးမှာ အလွယ်တကူချပေးတာပေါ့နော်ဖုန်းတလုံးဓာတ်ပုံရိုက်ပေးတာပြီးတော့ next ကိုသွားမယ် next ကိုသွားလိုက်မယ်အဲနိကိုသွားပြီးဆိုတော့လည်းဒီမှာကုတ်ထိပ်မဲ့နေရာရောက်လာပြီ။ Okay ဒါဆိုကုတ်ထိပ်မဲ့ရောက်လာပြီဆိုလို့ရှိရင်တော့အခုနဲ့ဒေါင်းနဲ့ဆော့ဝဲလေးကိုသွားမယ်။ဒီကောင်လေးကို home link နဲ့ပြန်ထွက်မယ်။အလွယ်တကူပြန်ဝင်လို့ရအောင်လို့ home link နဲ့ပဲထွက်မယ်နော်။ကျွန်တော်လည်းခဏလောက် home link နဲ့ထွက်လိုက်မယ်။ Okay ပြီးတော့ဆော့ဆော့ကျွန်တော် download ဆွဲထားတဲ့ဆော့ဝဲလေးကိုသွားပြီးတော့အဲသွားပြီးတော့ဖွင့်မယ်။အဲဒီမှာနော်။ ဒါကျွန်တော်ဖွင့်ခဲ့တဲ့ခုနထောင်းဆိုတဲ့ software လေးဒီကောင်လေးကိုဖွင့်လိုက်မယ်ဖွင့်မယ်ဆိုတော့သူ့ကို authorize ပေးမယ် gmail တစ်ခုလိုမယ်အဲ့တော့မိတ်ဆွေများဘယ်ဘယ်ဘယ် gmail နဲ့ authorize ပေးမှာလဲဆိုတော့ကိုယ့်ကိုပေးလို့ရပါတယ်နော် okay ကျွန်တော်လည်းအဲဒီမှာအစင်ပြေတဲ့ gmail တစ်ခုအသုံးအသုံးပြုတ်လိုက်မယ်ဗျာနော် okay ကျွန်တော်လည်း okay တော့ဒီ gmail တစ်ခုအသုံးပြုတ်လိုက်မယ်ပြီးရင် continue continue ဖုန်းကိုတွားလိုက်မယ်တွားပြီးဆိုတော့လည်းဒီမှာ add code ဆိုတာပါတယ် add code ဆိုတာပါတယ်အဲ့ဒီမှာ add code လာပြီပြီးလို့ရှိရင်အပေါ်မှာရှိတဲ့ စကန်အော်ကျူအာကုတ်ဆိုတာလေးကိုသွားမယ်နော်အပေါ်မှာရှိတဲ့ကင်မရာပုံလေးအိုက်ကောင်လေးနဲ့ခုနရိုက်ခဲ့တဲ့ကျွန်တော်တွေကျူအာပုံကျူအာပုံလေးကိုကျွန်တော်ဓာတ်ပုံရိုက်ပြဲမှာဖြစ်ပါတယ်ဒါဆိုသူကကုတ်ထွက်လာမှာဖြစ်ပါတယ်ဗျကုတ်လေးကိုလည်းမြန်မြန်ဆန်ဆန်လေးသွားထည့်ဖို့လိုလိုတယ်နော်ကုတ်ခုနကုတ်ထည့်မယ်ဆိုတဲ့နေရာမှာโอเคဒါဆိုကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဓာတ်ပုံလေးရိုက်လိုက်မယ်နော်โอเคဒီမှာကုတ်လို့ကြတာပြီခုံခုံ3ခုံခုံ305 ာဗီရှင်းလုတ်ပြလိုက်မယ်ဗာဗီရှင်းလုတ်ပြလိုက်မယ်โอเคဒါဆိုရင်ပြီးသွားပါပြီဒါလေးဆိုအောင်မြင်သွားပါပြီမြန်မြန်ဆန်ဆန်လေးလုတ်ဖို့လိုရတော့သူခဏလေးတည်းမှာကုတ်ချင်းသွားနိုင်တယ်โอเคဒါလို့ဆိုရင်ပြီးသွားပါပြီကဲဒါလေးပါပဲဒါတေချောင်းကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ပြန်ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ security ကိုတော့တွားလိုက်မယ်ထွက်ကြည့်လိုက်မယ်ပြီးအစနဲ့ပြန်ဝင်လိုက်မယ် profile name မယ် manage your account name မယ်ပြီးတော့ security တွေကိုသွားမယ်သွားပြီးခုနကနေရာလေးကိုတစ်ချက်လောက်ပြန်ကြည့်လိုက်မယ်เนาะပြန်ကြည့်လိုက်မယ် အသရိုက်တာလေးပေါ်လာပါပြီ။ Okay ဒါဆိုရင်အောင်မြင်တော့ပါပြီဗျာဒီမှာနော်။အဲဒါဆိုအောင်မြင်တော့ပါပြီကျွန်တော်တို့ဒီဃာလေးကိုတခုခုအဲဝင်ခြင်းနဲ့အဲဖုန်းတစ်လုံးနဲ့ဝင်ခြင်းနဲ့နောက်ဖုန်းတစ်လုံးနဲ့ပြောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီကောင်လေးရအဲကျွန်တော်တို့ recovery ခုနကပေးခဲ့တဲ့ arthritis ပေးခဲ့တဲ့ကျွန်တော် G မြတ်နေကျွန်တော်ဒီကုတ်ကြမှာဖြစ်ပါတယ်အဲ့ထက်ကုတ်ကိုပေးလိုက်ရုံပါပဲဗျာသဘောတော့ဖုန်းနံပါတ်တရောကုတ်မပုတ်ဘဲနဲ့ ကြည်မီထဲကိုကုတ်ပို့တဲ့သဘောပါပဲအတူတူပါပဲပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ခုလိုစင်ကက်တွေကုတ်ပြတဲ့ခါမျိုးမှာဒီအရမျိုးလေးအသုံးပြုလို့ရပါတယ်ဗျ။ Okay အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ဗျ။ Lion Script နေပြီး APK လို့ရပါတယ်။ Facebook ကြည့်တဲ့မိတ်ဆွေများလည်း follow လုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်ဗျ။အဲ့တော့တိတိတော်များလည်းမရှင်းတာများမေးခဲ့ပါဗျ။အားလုံးပဲအဆင်ပြေကြပါစေဗျာ။